ဒီအတုံးလေးတွေကတတိမထားမရင်တော်တော်လေးမှားတတ်တယ်เนาะတခါလေးရအောင်လို့တော့เนาะโอเค she has long hairs သူကသဘင်ရှိတယ်အဲ့ဒီမှာဆိုရှင်သဘင်မှာ s ထည့်လို့မရအောင်เนาะโอเคသဘင်ကြီးအမြိုင်အမြိုင်ဆို s ထည့်ရမယ်အဲ့လိုမျိုးတွေ့ရတယ်โอเคဒီမှာ s ထည့်လို့မရအောင်เนาะ she has long hair သူကသဘင်ရှိတယ် she didn't came yesterday သူမနေ့ကမလာပါဘူးโอเคအဲ့ဒီမှာဆိုရှင် she didn't came ပြောလို့မရအောင် she didn't come โอเค past tense ဆိုဟုတ်တယ်ဒါပေမဲ့ she didn't ပါလာရဲ့သူက came เนี่ยမလို့တော့เนาะโอเค come ပြန်ဖြစ်သွားမယ် she didn't come yesterday i'm going to shopping ငါ shopping တော့မလို့အဲ့ဒီမှာဆိုရှုရှင် to ထည့်ရမလို့เนาะ i'm going shopping ငါဈေးဝယ်တော့မလို့ shopping တော့မလို့ i'm going shopping okay to မထည့်အောင်เนาะ he likes to play the chess သူကစစ်တူရင်ကစားတာကိုကြိုက်တယ်အဲ့ဒီမှာဆိုရှင် the chess ဆိုမပြောအောင် she likes to play chess အဲ့လိုမျိုးအားကားရရှိမှာဆိုရှင် damn ထဲရနော် she likes to play chess i'm living in yangon since 2020 2020ခေတ်ကရန်ကုန်မှာနေနေတာအဲ့ဒီမှာဆိုလို့ရှိရင် i'm living in yangon since 2020လို့ပြောလို့မရအောင်နော်အဲ့ရုံးနေနေအခုကြီးပဲအခုကြီးလည်းနေနေတော့ပဲအဲ့ဟာကိုပြောရင်တဲ့ခါမှာ present perfect tense တော့မျိုးပြောရမှာနော် i have been living in yangon since 2020 2020ခေတ်ကရန်ကုန်မှာနေနေတာ I have been ဖြစ်မယ်နော် I am living မဟုတ်နော် okay I have been living in Yangon since 2020 I go always to the gym ငါဂျင်းအမြဲတွားတယ်အဲ့ဒီမှာဆိုရှိရှင် go always မရအောင်နော် I always go to the gym ငါဂျင်းအမြဲတွားတယ်စသဖြင့်ပြောမယ်နော် okay အခုလိုမျိုးဗီဒီယိုလေးရကိုတို့အထောက်အကူဖြစ်လာမသိဖြစ်တဲ့ဆိုရှင် comment မှာ yes လို့ရေးသွားပါနောက်ထပ်ဗီဒီယိုအစ်စ်တွေလွတ်မသွားအောင်လည်းဒီ page ကို follow လုပ်ထားဖို့မေးတော့နော် bye bye see you in the next video